သေးကြလေဖြစ်တော့မှာတပွဲကြည့်တိုင်းတစ်ခါတပတ်ပြီးတိုင်းတပတ်တကက်ပူပူပြီးတော့ယုံကြည်မှုကပူခိုင်မာလာပြီးတော့ဒီပုံစံအတိုင်းဆိုဒီအရာမှမရရင်ဘာရအောင်လဲဒီလောက်ကောင်းနေတဲ့အသင်းမှာချန်ပီယံမဖြစ်ရင်ဘယ်အသင်းချန်ပီယံဖြစ်အောင်လဲဒါပဲပြောရရှိတော့တယ်တပွဲလုံးစီးပိုးပြီးတော့ဘန်လေးကိုလှုပ်ချင်တိုင်းလှုပ်သွားတာ The Sports Corner ကိုကြည့်ပေးနေတဲ့ညီကောင်များအားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ရပါတယ်။ကျွန်တော် review တွေတင်ဆက်ပေးနေတာဖြစ်ပါတယ်။အခုလာမယ့်ပွဲကတော့ Burnley နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီစီစဉ်ပါလဲကျွန်တော်လည်းကိုချင်းကြီးရပဲအတူတူကတင်ဆက်ပေးဖို့မှာဖြစ်ပါတယ်။ကိုချင်းကြီးမင်္ဂလာပါ။မင်္ဂလာပါကုဏနာ။ Arsenal ဂိုးမပေးရတဲ့နည်းနဲ့ပေါ့900ရှိသွားပြီပေါ့နော်။ဟုတ်ကဲ့။ကျွန်တော်တို့အရန်ကိုမိုက်တယ်ဗျာ။ဟာ။ခန်စစ်ကအောင်မြင်မှုတွေယူဆောင်ပေးမှာတိုက်စစ်ကဂိုးတွေ ွန်းပေးလိုက်မယ်ဆိုတော့ Falcon ရဲ့စကားပေါ့နော်ဟုတ်ကဲ့ like တကယ့်ကိုဒါကဟို Arsenal ရဲ့ prime ကျွန်တော်ကြီးခဲ့တဲ့ထဲမှာတော်တော်လေး perfect ဖြစ်လို့ね Arsenal ကိုကျွန်တော်မြင်ရတာကျွန်တော်တို့အရင်က Arsenal ကတိုက်စစ်မှာအရန်ကောင်းမယ်ခံစစ်မှာနည်းနည်းလိုချက်ချင်အခုကရှေ့လေနောက်အရန်ကိုကောင်းနေရပေါ့အဲ့တော့ Arsenal ရဲ့လက်ရှိအခြေအနေကိုကြည့်ဘယ်လောက်ထိအရန် pleasure ဖြစ်လဲအရန်ဘယ်လောက်ကြည်နေလဲပေါ့ဟုတ်ကဲ့ ပွင့်လင်းဆုံးပြောရရင်အခုကရာသီကအခုမှ၄ပုံပုံ၃ပုံလောက်ပဲရှိသေးတယ်။ကိုယ်ပဲဒီဘက်ပွဲမှာ၁၀ပွဲပဲရှိသေးတယ်။ကျွန်တော်နောက်ထပ်ကစားဖို့က၂၈ပွဲလောက်ကျန်သေးတယ်။ပွင့်လင်းဆုံးပြောရရင်ဒါအာဆနယ်ဖန်ဖြစ်နေလို့ပြောတာမဟုတ်ဘူး။လက်ရှိယုံကြည်နေတဲ့ခံစားမှုရနေတဲ့ feeling ကဒီရာသီကအာဆနယ်နှစ်ပဲ။ဒီရာသီအာဆနယ်ပရီးမီးယားလိဖလားကိုရသွားလိမ့်မယ်လို့ယုံကြည်နေတာက90%လောက်ဖြစ်နေပြီ။အမှန်တိုင်းပြောရင်တော်တော်လေးကို over confident ဖြစ်နေရမျိုးမဟုတ်ဘဲနဲ့ ။ तू ကတော်တော်လေးကိုဟိုဒီယာဒီကခိုင်မောင်ယုံကြည်မှုကိုတော်တော်ကိုတပွဲတပွဲကြီးကြီးနဲ့ကျွန်တော်ယာဒီဆာကဖြစ်ပါမလားလို့ပူပန်နေရတဲ့စိတ်တွေကအားလုံးကပြေလျော့သွားခဲ့တဲ့အပြင်ကိုသေးကြတယ်ဖြစ်တော်မှာသေးကြတယ်ဖြစ်တော်မှာတပွဲကြီးတိုင်းတစ်ခါတပတ်ပြီးတိုင်းတပတ်တစ်ခါပူပူပြီးတော့ယုံကြည်မှုကပူခိုင်မာလာပြီးတော့ဒီပုံစံအတိုင်းဆိုဒီယာမမရရင်ဘာရအောင်လဲဒီလောက်ကောင်းနေတဲ့အသင်းမှာချန်ပီယံမဖြစ်ရင်ဘယ်အသင်းချန်ပီယံဖြစ်အောင်လဲဒါပဲပြောရရှိတော်တယ်တပွဲလုံးစီးပိုးပြီးတော့ဘန်လေးကိုလှုပ်ချင်တိုင်းလှုပ်သွားတာ ဘန်လီနဲ့အာဆနယ်ကြားမှာ level ချင်းကအများကြီးကွာနေပြီဆိုတော့အာဒီတာနဲ့အာဆနယ်ကတက်သေးပြသွားတယ်တန်တာဘန်လီနဲ့ပါကားကအရင်ယော့နေတာတော့မဟုတ်ဘူးဒါပေမဲ့အာဆနယ်လက်ရှိရောက်နေတဲ့ level နဲ့ရှင်မယ်ဆိုရင်အများကြီးယော့နေပြီးတော့အာဆနယ်ကကလင်းနဲ့လူကြီးလို့ကစားချင်းသလိုကစားသွားတာဗျပွဲစားတွေကသူတို့စိတ်ကြိုက်ဘောလုံးကင်တဲ့တိုက်စစ်တွေပုံစံမျိုးစုံနဲ့ဖိအားပေးတယ်ဒီပွဲမှာတိုက်စစ်မှုရော့ခရက်ဆိုရင်ကိုရိုင်းတကိုးလဲသွင်းနိုင်ခဲ့သလို chance create လေးတဲ့၃ချိန်တော့လောက်သွားနိုင်ပြီးတော့စကောက်၂ချိန်တော့အကောင်းဆုံးဖန်တီးပေးနိုင်တယ်စကားသား ကန်ချက်တွေဂိုးတာဖြစ်ဟိုဂိုးတာဖြစ်ခဲ့မယ်ဆိုရင်ပထမပိုင်းမှာတည်းကလင်းကားခုလောက်ပြတ်ခဲ့မှာဘိုင်ဝမ်ချက်စီနှစ်ချိန်သုံးချိန်လောက်ရတဲ့ထွတ်ဆက်ခဲ့ကန်ချက်ကိုဂိုးတိုင်းပေါ်ကနေပြီးတော့ပြန်ဘက်ကရှင်းထုတ်သွားကြတဲ့ရှိတယ်ဘလူးပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့အာဆင်နယ်ကဒီပုံစံမျိုးစုံနဲ့ open player တွေရော set speed တွေရနေရောတောက်လျှောက်ဖိအားပေးနေတဲ့ဒဏ်တွေကိုဘန်လီဘလို့မှတောက်မခံနိုင်ပါနဲ့၁၄မိနစ်မှာ ဘေးတောင်းကံဘောကနေပြီးတော့ထုံးစံတိုင်းမဲ့အာဆနယ်ထရန်တိုင်းမဲ့ဂိုးပေးလိုက်ရတာပဲတောင်းကံဘောကနေဂေဘရီယယ်တို့ခေါင်းတိုက်ဖို့ကြိုးစားတယ်6တောင်းနဲ့ထိပြီးတော့ထွက်လာတာယော့ခရက်စ်ကအနီးကပ်လေးတိုက်သွားတယ်အဖွင့်ကိုစားရတယ်ဒုတိယမြောက်ဂိုးကလည်းဒါဘေးတောင်းမဲ့ထော့ဆက်ဖြတ်တယ်ဘောကနေဒက်ကလန်ရိုက်သွင်းသွားတယ်ဆိုတော့ဒီချိန်မှာတော့အာဆနယ်ကိုရက်တန့်နိုင်ဖို့ကမဖြစ်နိုင်တော့တော့ဖြစ်နေတယ်ဆိုတော့အသင်းကြီးတွေတော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ဗောလေပရီးမီးယားလိမှာလစ်ဗာပူးတော်လကောင်းမန်စီးတီးတော်လကောင်းယူနိုက်တက်တော်လကောင်းတခြားသောချဲလ်စီတော်လကောင်းအသင်းကြီးတွေတော့အာဆနယ်ကိုနိုင်ပွဲရက်သွားအောင်တည်ပွဲတွေ ဟိုရမယံကအာဆန်ရှုံးပွဲလေးတွေဂျုံကောင်းဂျုံပင်ပဲကျန်တဲ့အသင်းငယ်တွေအသင်းလက်တွေနဲ့တွေ့တဲ့ပွဲတွေမှာတော့ဒီယာဒီအာဆန်နဲ့အန်တီတာကိုရက်တက်နိုင်မှုကမလွယ်တော့ဘူးဒါအာဆန်ရဲ့ဒီယာဒီအကြီးမားဆုံးတိုးတက်ပြောင်းလဲမှုချန်ပီယံစုနဲ့အနီးကပ်ဆုံးရောက်လာစေတဲ့အဓိကအကြောင်းရင်းလိုပဲထင်ပါတယ်ဗျတကယ်နော်ဘယ်လိုပြောအောင်လဲအန်စတော်ရဲ့ပေါ့နော်ရက်တက်လို့မရတာတကယ်နှံမျောမှု အခုချိန်မှာတတတနဲ့ဖြစ်နေတာဗောနော် Super Slide ရဲ့ free kick လေးပဲ Super Slide ရဲ့ free kick လေးဒါမရှိခင် Arsenal ဒီရာသီးမှာ invincible နောက်ထပ်တရာသီးတောင်ဖြစ်နိုင်တယ်ဗျာသိလားအဲ့လောက်ထိကောင်းနေတာဒါပေမဲ့ဒါမဖြစ်နိုင်တော့ပါဘူးဒါမဖြစ်နိုင်တာပြန်ပြောလဲအလကားပဲဒါပေမဲ့ဗောနော်ခါလေးကြတော့လေနှမျောတာလေးရှိတာဗောအဲ့တော့ Arsenal တော်တော်ကောင်းနေရယ်ဆိုတော့ဟိုတခြားပရိသတ်တယောက်အနေနဲ့တော့အားကြတဲ့ပုံစံမျိုးဖြစ်လာပြီဗျာကျွန်တော်ဆိုရင်ဟိုဟိုဘယ်လိုပြောမလဲလေးစားတယ်အားကြတယ် အော်ဒီအသင်းဒီလို system တစ်ခုကိုတိဆောက်တဲ့အချင်းယူတယ်တကယ်လဲကောင်းလာရောဒီလိုအသင်းဟာနောက်ထပ်နှစ်နှစ်သုံးနှစ်လောက်ကျွန်တော်တို့ပြည့်စရာမရှိတော့ဘူးဗျာသိလားလာရှိဖလားတွေရအောင်ကြိုးစားနေဦးမယ်မရသေးဘူးလားကျွန်တော်တို့ကအများကြီးပါဇက်ကပြောမထွက်သေးရပါဘောနော်ကျွန်တော်တို့တချို့စကားလုံးရောထင်းရတယ်ဗောနော်ဥမာဆိုရင်ကျွန်တော်ဆိုရင်ဒီရသည်မှာ Arsenal Champion ဖြစ်ပြီလို့ကျွန်တော်ပြောပလိုက်ခြင်းတယ်ဟုတ်တယ် ဒါပေမဲ့လည်းအဲ့စကားရဲ့နောက်မှာတောင်းယူတောင်းဝင်ခံမှုရှိရပြာကျွန်တော်တို့ကအဲ့လိုမျိုးစပြောလို့မရတဲ့လူတွေဆိုတော့အာကျွန်တော်ရဲ့ဒီဟို other side ပေါ့နော်ရိုးရိုးတာမန်တယောက်အနေနဲ့တော့ကျွန်တော်ကအာဆင်နယ်ချန်ပီယံဖြစ်ပြီလို့ကိုကျွန်တော်ကတရားခိုင်တော့ထင်နေပြီမြင်နေပြီပေါ့နော်ယုံကြည်နေပြီပေါ့အဲ့တော့ဒါကတော့ထားလိုက်ပါဖြစ်တာမဖြစ်တာတပိုင်းပေါ့နော်အဲ့တော့လောလောဆယ်လက်ရှိ current ကိုပဲကျွန်တော်တို့ situation ကိုကြည့်မယ်ဆိုအာဆင်နယ်ရဲ့ခံစစ်အရန်ကောင်းနေကိုယ်နဲ့တိုက်စစ်ကလေးဘာမှပြောစရာမလိုဘူးဒီပုံစံနဲ့အသင်းအားလည်းနှစ်သင်းစာလောက်ရှိနေတယ်အဲ့တော့ကျွန်တော်ဘာမှပြောစရာမလိုဘူးဗျာအဲ့တော့အာဆင်နယ်ရဲ့ ဒီပုံစံကိုဘယ်အသင်းရိုက်ချိုးနိုင်မှာလဲဆိုတော့မင်းကွန်းထုတ်เสียဖြစ်လာပြီအာဆင်နယ်ကိုနိုင်မှုမပြောနဲ့အာဆင်နယ်ကိုဘယ်သူဂိုးတွန်းနိုင်မှာလဲဆိုတော့မှကျွန်တော်တပတ်တပတ်စောင့်ကြည့်ရတဲ့အခြေအနေဖြစ်လာပြီပေါ့နော်အဲ့တော့တပတ်ကဘန်လီကတော့အရန်အားနေပါတယ်တော့အာဆင်နယ်ရဲ့အကြောင်းလေးပဲကျွန်တော်ဆက်သွားကြတော့ပေါ့အာဆင်နယ်နဲ့ပတ်သက်ပြီးကိုချင်းလောလောဆယ်ဟိုအကုန်လုံးကောင်းနေတယ်ပေါ့နော်ဒါပေမဲ့ဒီလက်ရှိအနေအထားတွေနောက်လာမဲ့ပွဲချက်တွေမှာဘယ်လိုကြော်ဖြတ်မလဲလက်ရှိအာဒီတာရဲ့အသင်းကိုကျွန်တော်တို့ဘာတွေထပ်ပြီးတော့ပေါ့ ိုလိုအပ်ချက်တွေရှိမယ်လို့ထင်လဲပေါ့နော်ရှိရှိလိုအပ်ချက်တော့မရှိဘူးဗျာဒါပေမဲ့အမြင်လေးပေါ့ဗာလေးထပ်ပြီးလိုချင်လဲပေါ့လိုချင်လဲဆိုဒီအချိန်မှာဒီလောက်ကောင်းနေတဲ့အသင်းကိုအမှန်တိုင်းပြောအပွင့်လဲဆိုကျွန်တော်ပြောရင်ကျွန်တော်တို့ကတခါကြီးကတအားလောဘကြီးနေကျွန်တော်ဖြစ်စေဖြစ်ဖြစ်စေခြင်းနဲ့ဆန္ဒတွေဆန္ဒရန်စောနေကြတာပေါ့နော်အမှန်တိုင်းပြောရင်ဒီအသင်းကတော်တော်လေး perfect ဖြစ်နေပြီဟို open play ကနေ goal ရနေတယ်တို့ကျွန်တော်တို့တခါတလေမှာဟို1-0 2-0ဆိုတဲ့ ဂိုးသွင်းနေတဲ့မာဂျင်လေးတွေရှိတယ်။ဒါလေးတွေတော့ထောက်ပြနေရတယ်။ကျွန်တော်ကလည်းကြားနေတယ်၊မြင်နေတယ်။ဒါပေမဲ့အဲ့ဒါတွေကလည်းပြဿနာမဖြစ်ဘူး။ဘာလို့လဲဆိုတော့ဂိုးရနေနေတယ်ဆိုတာကလည်း तू ကခံစစ်ကလည်းဆေးဖြစ်တယ်ပြီးတော့တကူရပြီပိတ်ဆော့နေရမျိုးလည်းမဟုတ်ဘူး။လုံလုံပွဲတိုင်းမဟုတ်ဘူး။ခရစ်စတယ်ဘဲလေးနဲ့ပြန်ပက်အရန်ကောင်းနေရင်တော့သတိထားကစားရတာပေါ့။ထိကစားဒါပိတ်ဆော့တာလည်းထိသတိထားကစားရတယ်မှလည်းကြွားတယ်။ပိတ်ဆော့ရဆိုတာလောကခံစစ်ကြီးတည်တဲ့အဆန်းရဲ့အဲ့လိုခံစစ်ကြီးတည်တဲ့လည်းမဟုတ်ဘူး။ဟိုအရှင်ကြီးပြန်ပက်ကိုလိုအပ်ရင်ကောင်တာလည်းပြန်သွားတယ်။ ပြန်ဘက်ကပြန်ဘက်ကလုံနိုင်စွမ်းကြောင့်သူပွဲကိုထိန်းချုပ်ရတဲ့ပုံစံမျိုးလေးပဲဒီလိုဘန်လေးနဲ့ပွဲမှာဟုတ်တယ်၄၅၆၉လောက်ဟိုအရင်မက်ဆီဒီတို့ခက်ကောင်းခဲ့တဲ့ညလီဗာပူးခက်ကောင်းခဲ့တဲ့ညအာဆနယ်ပရိုင်းတိုင်းအရင်တော့တခက်တခါလို့ဂိုးတွေအရင်ပောက်ခွဲရမမြင်အောင်ဆိုရင်ပဲအခွင့်အရေးတွေဖန်တီးနိုင်တယ်ဒီပွဲမှာဆို၁၂ချိန်တော့ကန်တယ်၈ချိန်တော့ဂိုးပေါက်တယ်၄ချိန်တော့ပစ်ချမ်းရတယ်ကိုယ်တွေသာဒီထက်ပိုသာမရခဲ့တာ နောက်ပိုင်းပွဲအကြောင်းမတိုက်ဆိုင်လို့သာမရသွားတာတိုက်စစ်ကအရင်ညံ့နေတာမျိုးလည်းမဟုတ်ဘူး open play ကနေ goal အရနဲတယ်ဆိုပေမဲ့ ပြိုင်ဘက်အသင်းတိုင်းကကျွန်တော်မမေ့ထားရမှာကဒီအချိန်မှာအာဆန်နဲ့တွေ့ရပြိုင်ဘက်တိုင်းကအာဆန်ကိုပိတ်ကစားဖို့ပဲပြင်ဆင်လာတာအာဆန်ကိုပြန်ပြီးတော့တိုက်စစ်ချင်းရှင်ကစားပြီးတော့ဖွင့်ကစားပြီးတော့မင်းလဲတိုက်ငါလဲတိုက်မင်းပါလဲငါပါလဲလို့မေးပြီးကစားမယ်တင်ကလက်ချိုးရလို့ရတယ်ဟုတ်ကဲ့လီဗာပူးလောက်ရှိမယ်မန်စီးတီးလောက်ရှိမယ်မန်စီးတီးတောင်မှအာဆန်ကွဲမှာဘယ်လိုကစားသွားလဲကြည့်လိုက်ဂွာဒီယိုလာရဲ့ကစားမှာအဲနီးပြဘောမှာပထမဆုံးချိန်ခံစစ်လုံးကပိတ်ပြီးတော့ဆော့သွားပြောချင်တာအာဆန်နဲ့အခုတွေ့တဲ့အပြိုင်ဘက်တိုင်းကစိုးရိမ်စိတ်ကြီးနေတဲ့ အာဆနယ်ကိုဂိုးမပေးအောင်ငါတို့ပိတ်ကစားမယ်ခံစစ်ကိုလွန်အောင်ကစားမယ်အဲ့လိုမျိုးကစားနေတဲ့အချိန်မှာအသင်းသင်းကိုပြိုင်ပက်သင်းနေအရန်တတိထားပြီးတော့အရန်ပိတ်ကစားနေတဲ့အချိန်မှာအဲ့အသင်းအတွက်ကပရက်ရှာကြီးများတယ်ဒါပေမဲ့ဒီရာကိုရအောင်ဖောက်ထွက်ပြီးတော့ဘလို့ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်အနိုင်ကိုတွေအတွင်းနိုင်တဲ့ယုံကြည်မှုတွေစိတ်တက်ပိုင်းမာကြောမှုတွေလုံနိုင်စွမ်းတွေကိုကျွန်တော်အတိအမှတ်ပြုပါမယ်အဲ့တော့ဒီချိန်မှာတော့အာဆနယ်မှာကျွန်တော်အများကြီးအားနေချက်ရလို့မမေရထောက်ပြရစရာဘာမှမမြင်ဘူးတခုတော့ ဟိုအာဆန်နယ်နဲ့ပတ်သက်ပြီးတော့ဒီရာသီမှာဖြစ်စေချင်တာကိုပြောရရင်တော့ဒဏ်ပြဿနာတွေဒီထက်ပိုပြီးမဆိုးလာဖို့ပဲကျွန်တော်ကတော့မျှော်လင့်နေတယ်။လက်ရှိမှာလည်းတိုက်စစ်ပိုင်းမှာအိုဒီကက်နာနေတယ်၊ဟာဗတ်နာနေတယ်၊ဂျေဆူးနာနေတယ်၊ကိုင်ဟာဗတ်နာနေတယ်။ဒဏ်ပြဿနာလေးတွေရှိနေဗျာ။ခံစားပိုင်းမှာလည်းဟိုပြီးခဲ့တဲ့ပွဲတွေမှာဆာလီဘာဒဏ်ရခဲ့တာလေးရှိတယ်။အသေးစားလေးတွေပေါ့နော်။ဒီပွဲမှာတော့ပြန်ကစားသွားတယ်။အခုဒီပွဲမှာဆိုးရင်ကြာကောင်းတာပထမပိုင်း55မိနစ်ပဲကစားလိုက်ရတယ်။ယော့ခရက်စ်ကဒါဒဏ်ရပြီးတော့လူစားလေးလိုက်ရတယ်မီလီနိုနဲ့။တိုက်စစ်ပိုင်းကအခုဆိုရင် နောက်ထပ်တိုက်စစ်မှုတော့မရှိလို့မီရီနိုကိုအထောင်တိုက်စစ်မှာမနှစ်ကကစားခဲ့ရတယ်လို့ပဲတိုက်စစ်မှာကွန်လေကစားမှာမီရီနိုကစားရမယ်ဆိုတော့ရှေ့လာမဲ့ပွဲတွေမှာတော့ဒီယော့ဖရက်ဆိုဒိုင်ယာပြင်းထန်မပြင်းထန်ဆိုတော့လက်ချက်တော့ပြန်ကြည့်အောင်မယ်အဲ့ဒီတိုက်စစ်ပိုင်းမှာဒီလိုကစားသမားတွေဒီထက်ပိုပြီးတော့ဒိုင်ယာမရသွားဘူးတော့လို့တယ်အဓိကတော့အသင်းရဲ့ခိုးပလေယာတွေကျွန်တော်မကြာခဏပြောပြပါတယ်အသင်းတစ်သင်းကတောက်တိုင်ခိုးပလေယာတွေနဲ့တိစောက်ထားတာအာဆင်နယ်မှာဆိုရင် ဒီဆာလီဘာတို့ဂက်ဘရီယယ်တို့ကွန်လယ်ရဒက်ကလန်ရိုက်စ်တို့ဟုတ်เนาะပြီးတော့ဆာဂါတို့အိုဒီဂက်တို့ဒါတွေကအဓိကကိုးပလေယာတွေအဲ့တော့လက်ရှိတိုက်စစ်ပိုင်းမှာရှိနေကစားမ3 4ငါးလောက်ဒဏ်ရာရတဲ့အချိန်မှာဆာဂါတို့လူကစားမမျိုးတွေဒဏ်ရာထပ်မရသွားဖို့လိုတယ်ဒီတရားဒီလုံးအာဆနယ်အောင်မြင်မှုတွေရဖို့အတွက်ဆိုရင်တော့အဓိကကစားသမားတွေကာလရှည်ဒဏ်ရာပြဿနာမကြုံရဘူးအဲ့တခုကိုပဲအာဆနယ်ဘက်ကကန်တရားကိုပဲကျွန်တော်တို့ကြည်ရတော့မယ်လို့ထင်တယ်ဟုတ်ကဲ့ကျွန်တော်လည်းတူတူပါပဲအာဆန်နဲ့ပတ်သက်ပြီးတော့အရင်အားရရပါတော့ဒီကတော့သူတို့ရဲ့ set piece တွေကိုပြိုင်ဘက်က အဖြေရှာလို့ရတော့တဲ့အချိန်ကြာရင်တော့တို့ open play ကနေဒီထက်ပို့ပြီးတော့ဟိုကိုရီးယားကိုအလုပ်လုပ်ဖို့လိုပဲပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ကဟိုပြောချင်တယ်ပေါ့နော်တကယ်လို့ဒါ set piece တွေမရတော့ဘူး open play ကိုမရတော့ဘူးဆိုတော့ arsenal ကိုတွန်းရနေနေကြက်လာနိုင်တယ်ပေါ့နော်အဲ့အချိန်ခိုက်တန်လေးလည်းမရောက်လာဘူးလို့မဆိုနိုင်ဘူးဒါပေမဲ့လောလောဆယ်တော့ဘာမှပြောစရာမရှိပါဘူးကျွန်တော်တို့အတင်းကနေရာပေါင်းစုံကနေပတ်ပေါင်းစုံကနေဟိုကိုတွန်းနိုင်စွမ်းရှိတယ် player တွေကလည်း moral မှာလည်းအမြင့်ဆုံးဖြစ်နေပြီအဓိကစိတ်သက်ပိုင်းပေါ့နော်စိတ်သက်ပိုင်းမှာယုံကြည်မှုခိုင်မာလာတာနောက်ပြီးတော့ consistency ပဲကျွန်တော်တို့က consistency ကကျွန်တော်တို့အောင်မြင်မှုတစ်ခုမှအခရာတော့ချက်လို့ကျွန်တော်ပြောလို့ရတယ်မစုံမနစ်ကြိုးစားမှုပေါ့နော်ဒါက Arsenal မှာဖြစ်မြောက်လာတဲ့ Arteta ကိုကျွန်တော်တို့လုံးဝမယုံကြည်ခဲ့ရနေအခုဘာဖြစ် Arteta တိစောက်ထားတဲ့အသင်းကဒီ world class level မှာမှ Arsenal ကိုလက်ရှိကမ္ဘာပေါ်မှာရှင်နိုင်တဲ့အသင်းကနောက်ထပ်သတင်းနှစ်သင်းထပ်ပို့ပြီးမရှိဘူးတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်အလုံးစုံရှိသတင်းနှစ်သင်းပေါ့အဲ့ထက်ကိုမပို့ဘူးကျွန်တော်အမြင်တော့အခုကလေပြဿနာ Arsenal စီကနေအမှတ်ခွဲဝေဖို့ဒီအမှတ် ယူနိုင်ဖို့တွေအာဆန်နယ်ကိုနိုင်ဖို့တွေခဏဘေးချိတ်လိုက်အောင်ဘလောက်ထိဖြစ်လာပြီလဲဆိုတော့အာဆန်နယ်ဂိုးပေါက်ကိုတစ်ချိန်ဂိုးပေါက်တည့်ဖို့ကိုမလွယ်တော့တာအခုမနေ့ကဆိုလဲဘန်လေးတစ်ချိန်မှဂိုးပေါက်တည့်တာမရှိဟုတ်ကဲ့ပရီးမီးယားလိမှာအခုရှေ့မှာခရစ္စတယ်ဘဲလေးတစ်ချိန်ဂိုးပေါက်တည့်ခဲ့တယ်အဲ့ရှိမှာဖူဟန်နဲ့ပွဲမှာဆိုရင်ဖူဟန်တချိန်မှဂူပေါ့မတည့်ဝက်ဆန်နဲ့ပွဲမှာဝက်ဆန်တူးစီနဲ့ရှုံးတဲ့တချိန်မှနောက်ဆုံး၄ပွဲမှာဝက်ဆန်တို့ဖူဟန်တို့ခရစ်စတယ်ပဲလေးတို့အသင်းကြီးတော့မပါဘူးပေါ့လေဒီအလင်လက်အသင်းကြီးအောက်အသင်းလေးကူဘန်လေး၄ပွဲမှာတချိန်ပဲဂူပေါ့တည့်တယ်ဆိုတော့ ်အစနဲ၉ဘောက်ကိုရာယာစီကိုဘလုံးရောက်အောင်ကန်နိုင်ဖို့ချင်းချောင်းနိုင်ဖို့ကိုပြင်ပတ်တွေအတွက်မလွယ်တော့တဲ့အလေထားအစနဲဘလောက်ထိ dominate လုပ်လာနိုင်ပြီလဲအစနဲခံစစ်တွေကွင်းလေတွေအလုလုကွင်းတိုက်စစ်ကပြင်ပတ်ကို present နဲ့ဖိအားပေးတာတွေဘလောက်ထိထိရောက်နေပြီလဲပြင်ပတ်တွေအစနဲ present အောက်မှာဘလောက်တောင်အလုရှုံနေကျွန်တော်ဂိုးမပေးရတာကဒီစီစဉ်လေးမတိုင်မှာကိုနန္ဒလည်းကျွန်တော်တို့ပြောဖြစ်သေးတယ်ခါတလီကြတော့အသိန်းအသိန်းကခံစစ်ကြီးကစားပြီးတော့ဂိုးမပေးရမအောင်လုပ်ထားတာဗျပြင်ပတ်ကိုဘလုံးတွေပေးကြတယ်ရောမင်းပေးကြမင်းစိတ်ကြိုက်ကြ စိတ်ကြိုက်တိုက်စစ်စစ်ပုံစံမျိုးရှင်းထုတ်မယ် clearance တွေလုပ်မယ်ဖြတ်ထုတ်မယ် safe ပဲပုံမယ်ကာမယ်ဒါမျိုးတွေလုပ်ပြီးတော့ဂုံမပေးအောင်လုပ်တယ်မာရီကြိုးရီကိုပြဟုတ်ကဲ့အာဆနယ်ကျတော့အဲ့လိုမာရီကြိုးရီလည်းရှိတယ်လို့ပြိုင်ဘက်ကိုအခွင့်အရေးမြန်မြန်ဆန်းဆန်းကိုမပေးတာဟုတ်ကဲ့ပြိုင်ဘက်ကိုဘောလုံးပေးကင်နေရလဲမဟုတ်ဘောလုံးပိုင်ဆိုင်မှုလည်းတားတယ်ကန်သွင်းခွင့်တွေလည်းတားတယ်ပြိုင်ဘက်ကို dominate လည်းလုပ်နိုင်တယ်ပြိုင်ဘက်ကသူ့ကိုဘာမှကိုမလုပ်နိုင်တာပြောမယ်ရှေ့ကိုမှကစားနိုင်တာအဲ့လိုမျိုးကျတော့ ပြိုင်ဘက်အတွက်တကယ်ရင်ဆိုင်ရခက်တဲ့ပြိုင်ဘက်ဖြစ်သွား next level ရောက်သွားပြီကာ next level ပဲဒီကစားပုံဒီပုံစံဒီယုံကြည်မှုခိုင်မအောင်ဒီ structure ကြီးနဲ့ဟိုလုပ်ငန်းစဉ်ကိုယုံကြည်ပါဆိုတော့နောက်ဆုံးမှာတော့ကျွန်တော် impact ရလဒ်တစ်ခုကိုကျွန်တော်မြင်လာပြီအဒီပုံစံဒီ momentum ဒီ rhythm လေးတစ်ခုနဲ့ Arsenal အကောင်းဆုံးရှေ့ဆက်သွားနိုင်ဖို့လိုတယ်အခုကျွန်တော်တို့တဖြည်းဖြည်းနဲ့ November ရဲ့ရောက်လာပြီ November December လကုန်ဒီရာသီဝက်ကျော်သွားပြီဟဲ့ဆိုရင်တော့ဒါ Arsenal အချိန်လေးကိုကျွန်တော်ဒါဒီထက်ပို့ပြီးတော့ကျွန်တော်ပိုခိုင်မာတဲ့စကလုံးနေနဲ့ပို့ပြီးချီးကျူးလို့ရလိုက်မယ်လို့ထင်ပါတယ် ဟုတ်ပါတယ်ဒါတော်တော်လေးပြည့်ပြည့်စုံစုံပေါ့နော်ကျွန်တော်တို့အာဆင်နယ်အကြောင်းပြောမယ်ဆိုရင်ကျွန်တော်အမြဲတမ်းပြောရဲကျွန်တော်၃နိုင်လောက်ထိုင်ပြောလို့ရတယ်အာဆင်နယ်ဘယ်လောက်ကောင်းနေလဲဆိုတော့ပေါ့နော်ဟိုဒီဘန်လီဘက်ကတော့ကျွန်တော်တို့ဘာမှပြောစရာမရှိဘူးပါကာသူတို့ဆရာရှိရလောက်သွားတယ်ကိုချင်းကြီးဒါနည်းနည်းလေးပေါ့အမြင်လေးထပ်ပြီးတော့ပြောပြပါဦးပြောချင်တာဘန်လီတင်းနေတယ်ဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့နော်ဘန်လီပြန်ပြီးတော့တန်းစင်းသွားရနိုင်တဲ့ပုံစံမျိုးကိုကိုချင်းမြင်မိလားဒီတိုင်းဆိုရင်တို့ဒီပရီးမီးယားလိမှာကြံပါမလား မှန်တမ်းပြောဆိုရတယ်ကျွန်တော်ဗန်လေးကလူစင်းသူတို့ရဲ့လုံနိုင်ဆိုတာအလုပ်လုပ်ပုံတွေကိုကြည့်လိုက်တာဒီသင်းမှာက creativity ဘိုင်းအရန်အားနေတယ်ဟုတ်ဟိုတောင်ပန်ကအန်တိုနီတယောက်လောက်ကိုပဲဒီလှုပ်တာလေးကိုမြင်ရတယ်ပေါ့နော်အရန်အားနေတယ်ကွင်းလေရောမအောင်လှုပ်ထားတယ်တိုက်ဆက်မှာလည်းဟို traditional ပုံစံမျိုးလေးပဲမြင်ရတယ်ဒါပေမဲ့အသင်းငယ်အချင်းချင်းတွေ့ရပွဲတွေမှာတော့ပတ်ကားနဲ့ဗန်လေးကသူတို့ရတဲ့ရထိုက်တဲ့အမှတ်ကလေးတွေယူထားနိုင်တယ်ဆန်လာလောက်နိုင်ခဲ့တာမျိုးလီကိုနိုင်ခဲ့တာမျိုးဝူဗာတန်နိုင်ခဲ့တာမျိုး ယူသင့်တဲ့အမှတ်တွေဘဝလူချင်းတိတ်မကွာတဲ့မချားနာတဲ့အသင်းမျိုးလေးတွေမှာအမှတ်တွေယူထားနိုင်တယ်10မှတ်လောက်ယူထားနိုင်တာကဘန်လီကိုအူတန်းဆင်းဆုံးအပြင်ကိုရောက်သွားစေတယ်လို့မြင်တယ်အဒုတိယရာသီဝက်မှာအဲ့ဒီလုပ်ကိုဆက်လုပ်နိုင်မလားလုပ်နိုင်မယ်ဆိုတော့ပရီးမီးယားလိမှာတင်ကြရင်မယ်ဒီလုပ်ကိုမှယော့လာအောင်မယ်ဆိုရင်တော့အချိန်တွေမကောင်းအခုကဘန်လီဖြစ်နေတာရှင်းတယ်ဟိုအပြိုင်ဘက်ကောင်းနေသူပွဲတန်းရှုံးတယ်အသင်းကြီးတွေနဲ့ရှေ့မှာ United ကိုလည်းရှုံးတာပဲ Liverpool ကိုလည်းရှုံးတာပဲ Man City ကိုလည်းရှုံးတာပဲ Spurs ကိုလည်းရှုံးတာပဲ Villa ကိုလည်းရှုံးတာပဲ Arsenal ကိုလည်းဘလို့မအောင်ရှင်းမကစားနိုင်ပဲနဲ့ပထမအိမ်မှာတည်းက2-0ပြည့်နဲ့ရှုံးနေတယ် ခွေးတွေလည်းအများကြီးလည်းပေးရတယ်ဆိုတော့အသင်းကြီးနဲ့တွေ့ရင်ဘန်လေးကပိတ်တာကစားနေတယ်အဆင်မပြေဘူးပေါ့နော်အဲ့တော့ရှုံးသိမ့်တဲ့ပွဲရှုံးနေတာပဲဒီအချိန်နေမှာတော့တန်းကြံ့ရေးဖို့ဆိုရင်တော့ဟိုနောက်ဆုံးပြန်ချုပ်ရအောင် conclusion ဆွဲလိုက်ရရင်တော့သူတို့အသင်းငယ်တဲ့ပွဲတွေမှာလက်တလောတော့ဒီ10ပွဲလောက်မှာလုံနိုင်ခဲ့တဲ့အရာတွေဆန်နလန်လို့ဖက်လီဒိုလို့ဝူဘာဒန်လို့လို့ဘွားတို့ပြိုင်ဘက်တွေနဲ့တွေ့တဲ့ပွဲတွေမှာနိုင်အောင်ကစားနိုင်တာမျိုးကိုတရာဒီလုံးလုံနိုင်မယ်ဆိုရင်တော့တန်းကြံ့ရေးမယ်ဒါမှမဟုတ်လောက်ကြံ့နေတဲ့ဘလုံးရာဒီရဲ့ဒီ၃ချိုး၂ချိုးလောက်မှာအဲ့အလုပ်ကိုကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင်တော့ဘန်လီအတွက် တန်းဆင်းရနိုင်တဲ့အန်ရဲကတကယ်ကိုစိုးရင်ရတယ်ဗျဟုတ်ကဲ့ပါအဲဒါဆိုကျွန်တော်တော်တော်လေးစုံနေပြီပေါ့နော်အာဆင်နယ်ဖလားရရင်အဲတခုလုံးမယ်ဆိုတဲ့လူတွေလည်းဒီရာသီမှာတော့လုံးလုံးလုံးဖို့ကြိုပြီးပြင်ဆင်နေနေပြီလို့တော့ကျွန်တော်နောက်ဆုံးတာပြောချင်တာ ready လုပ်ထားကြအောင်အာဆင်နယ်ဖလားရရင်ဘာလုပ်မယ်အာဆင်နယ်ဖလားရရင်ဘာလုပ်မယ်တွေပြောထားတဲ့လူတွေပေါ့ကဘာမှအများကြီးပါအဲလူတွေကြိုပြင်ဆင်နေနေပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ပတ်သက်လေးပါကြိုစုရအောင်ပါပေါ့နော်အဲလိုမျိုးအဲဒါလေးတော့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ပြောတော့စုံသွားပြီဆိုတော့နောက်ထပ်ပွဲဆက်သွားကြတာပေါ့ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဒါကျွန်တော်တို့ The Sports Corner ရဲ့ review စစ်စစ်ဖြစ်ပါတယ်။ဘန်လီနဲ့အာဆင်နယ်ပွဲစဉ်မှာအာဆင်နယ်အကောင်းဆုံးရလဒ်တွေအကောင်းဆုံးခြေစွမ်းတွေကျွန်တော်မြင်ခဲ့ရပြီးဖြစ်ပါတယ်။အဲ့တော့ကြည့်ရှိပေးခဲ့တဲ့ညီကိုတယောက်ချင်းတယောက်ကျေးဇူးတင်ကြောင်းထပ်လောင်းပြီးပြောချင်ပါတယ်။ကျွန်တော်တို့ channel လေးကိုလည်းဒါ subscribe လုပ်ပြီးအားပေးလို့ရပါတယ်။ follow လုပ်ပြီးအားပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးထည့်ပြောချင်ပါတယ်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျာ။